ပရီးမီးယားလိချန်ပီယံလေးပါဖို့အသင်းဟာလာမယ့်ရာသီမှာပရီးမီးယားလိချန်ပီယံစုကိုကောက်ွယ်နိုင်မှုအတွက်နွေရာသီအပြောင်းအရွှေ့ကာလမှာငွေကြေးများစွာသုံးစွဲပြီးအထက်ကစားသမားတွေခေါ်ယူဖို့စီစဉ်နေရလို့သိရပါတယ်။လေဘာဘူးအသင်းတောင်ဝင်ရှေ့သူတွေဟာပရီးမီးယားလိချန်ပီယံစုကိုကာကွယ်နိုင်ဖို့အတွက်အသင်းနည်းပြအားနဲ့ဆလော့ကိုကစားသမားတွေခေါ်ယူဖို့ငွေကြေးထုတ်ပေးမယ်လို့ Tottenham ကဖော်ပြခဲ့တာပါ လေဘာဝန်နှပြအာနယ်စလော့ဟာနေရာဒီမှာအ धिक ကစားသမားခေါ်ယူမှု၃ခုပြုလုပ်သွားဖို့ဆန္ဒပြင်းပြနေပြီးဘယ်နောက်ခံဗဟိုခံစစ်နဲ့အထောင်တိုင်းစစ်နေရာတွေကိုအင်အားဖြည့်တင်ဖို့စီစဉ်နေရလို့သိရပါဗျ။လီဗာပူးအသင်းအနေနဲ့လာမယ့်ရာသီမှာအသင်းကိုအင်အားဖြည့်တင်းဖို့အတွက်အခုကတည်းကကစားသမားများစွာကိုပြတ်မှတ်ထားနေတယ်လို့ဗြိတိန်မီဒီယာတွေကဖော်ပြနေကြတာပါ လီဗာပူးအသင်းဟာဘယ်နောက်ခံနေရာမှာအသက်အရွယ်ရလာပြီးခြေစွမ်းကျလာတဲ့ရောဘတ်ဆန်ရဲ့နေရာမှာအစားထိုးဖို့အတွက်ဘုံမော့ဘယ်နောက်ခံကစားသမားကာကတ်စ်နဲ့ဖူဟန်နောက်ခံကစားသမားအန်တိုနီရောဘတ်ဆန်တို့ကိုပြတ်မှတ်ထားနေပါတယ်။ပိုးခံစစ်နေရာအတွက်တော့ဘုံမော့နောက်ခံကစားသမားဟွိုင်ဆန်ကိုခေါ်ယူလို့နေပြီးတိုက်စစ်နေရာအတွက်လီဗာပူးအသင်းအနေနဲ့လိုက်ပ်ဇစ်တိုက်စစ်မှုရှက်ရှ်ကိုနဲ့နာပိုလီတိုက်စစ်မှုအိုစင်မန်တို့ကိုပြတ်မှတ်ထားနေတယ်လို့သိရပါတယ်။